အာနာသိစစ်ဗိုလ်ချုပ်အဆက်ဆက်ရဲ့ထောင်သိမ်းအကျဉ်းချုပ်မှုကို ခံခဲ့ရတဲ့ဒေါအောင်ဆန်းစုကြည်မှာသူချစ်ခင်လေးစားရတဲ့စစ်ဗိုလ်ဟောင်းတချို့ရှိခဲ့ပါတယ်။သူတော်ဦးတင်ဦးဦးအောင်ရွှေဦးကြည်မောင်နဲ့ဦးလင်တို့ဖြစ်ကြပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြောင်းပြောရင်လည်းချန်ထားမရတဲ့သူတွေဖြစ်ပါတယ်။သူတို့လေးဦးမှာနောက်ဆုံးကြံရစ်သူသူတော်ဦးတင်ဦးဇွန်လတရက်မှာကွယ်လွန်ခဲ့တဲ့နောက်ဒေါအောင်ဆန်းစုကြည်ဟာသူ့ရဲ့ရဲဘော်ဟောင်းလေးဦးလုံးကိုဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ မြန်မာတက်မတော်ထူထောင်သူဗိုလ်ချုပ်အောင်ဆန်းသမီးရဲ့နိုင်ငံရေးမှာသူ့ကိုမလိုလားသူရန်သူတော်စစ်ဗိုလ်ချုပ်တွေရှိတယ်လို့မိษွေစစ်ဗိုလ်ချုပ်တွေလည်းရှိခဲ့တာဖြစ်ပါတယ်။တက်မူဟောင်းကြီး၄ဦးဒီစစ်သားအုပ်ကြီး၄ဦးအကြောင်းကိုဒေါအောင်ဆန်းစုကြည်ကမြန်မာပြည်ကလာတဲ့စာဆိုတဲ့စာအုပ်ထဲမှာထည့်ရေးပါတယ်။ဒါအပြင်2020အထွေထွေရွေးကောက်ပွဲအတွက်မဲဆွယ်တော်လဲတက်မူဟောင်းကြီး၄ဦးရဲ့နိုင်ငံရေးဖြတ်သန်းမှုဘဝဇလန်းဆောင်ကိုဒေါအောင်ဆန်းစုကြည်ကအမတ်တရအကုန်ပြုပြောကြားပြန်ပါတယ်။ တူရဦးတင်ဦးဦးအောင်ရွှေဦးကြည်မောင်နဲ့ဦးလင်းတို့၄ဦးနဲ့သူရိုက်ထားတဲ့ဓက်ပုံလေးတွေကြည်ပြီးပြောပြခဲ့တာပါဒီ၄ဦးဟာမြန်မာလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့သူတွေဖြစ်ပြီး1948ခုနှစ်မတိုင်ခင်ကတည်းကစစ်ထဲဝင်ခဲ့ကြသူတွေဖြစ်ပါတယ်တူရဦးတင်ဦးကတော့လူသီအများဆုံးဖြစ်ပါတယ်တက်ထဲမှာလည်းတက်မတော်ကောက်ကွေးဦးစည်းချုပ်အထီတာဝန်ယူခဲ့သူဖြစ်ပြီး1986ခုနှစ်မှာအရေးယူခံခဲ့ရပါတယ်ဦးအောင်ရွှေကဘုံမှုချုပ်အဖြစ်တာဝန်ယူခဲ့ပြီး ဲ့ဒီခေတ်ကဘုံဘူးချုပ်ဆိုတာရှားပါတဲ့ယာဒူးလို့ဒေါအောင်ဆန်းစုကြည်ကမှတ်ချက်ရှာခဲ့ပါတယ်။သူကတောင်ပိုင်းတိုင်းစစ်တနာချုပ်တိုင်းမှုတာဝန်ယူနေတုန်း1962ခုနှစ်မှာအငိမ့်စားပေးခံရတာဖြစ်ပါတယ်။ဦးကြည်မောင်ကတော့ကျောင်းသားကောင်းဆောင်ကနေစစ်သားဖြစ်လာတာပါ။မြမသမိုင်းဖတ်စာအုပ်ထဲမှာပါတဲ့ဘိုးအောင်ကျော်ပြစ်တချာမြင်းစည်းပလိတ်တွေလက်ကင်တုံးနဲ့ရိုက်လို့တေဆုံးခဲ့တဲ့1938ခုနှစ်ရန်ကုန်စန္ဒပြပွဲမှာဦးကြည်မောင်ကအလံကင်ခဲ့တဲ့ចောင်းသားဖြစ်ပါတယ တပ်ထဲဝင်ပြီးနောက်ဦးကြည်မောင်ကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုအထီတာဝန်ယူခဲ့ပြီး1963ခုနှစ်မှာအနာဘေးခံခဲ့ရပါတယ်။စစ်တပ်နဲ့နိုင်ငံရေးခွဲခြားနိုင်မှုကိုကောင်းစွာသိမြင်ခံယူထားသူလို့ဦးကြည်မောင်ကိုတောင်ဆန်းစုကြည်ကကင်မွတ်တက်ပါတယ်။ဦးကြည်မောင်နဲ့တငယ်ချင်းလက်ဖြစ်ရောက်ဖလဲတော်ဆက်သူဦးလွင်ကဒုတိယကဘာစစ်ဖြစ်နေတုန်းမှာတပ်ထဲဝင်ခဲ့တာဖြစ်ပြီးနှစ်ယောက်အတူတူတရက်ထဲမှာဝင်ခဲ့ကြတာပါ။သူကဂျပန်ကနေဗိုလ်တင်နှန်းဆင်းပြီးအင်္ဂလန်နဲ့အနောက်ဂျာမနီကိုစစ်တင်နှန်းတက်ဖို့ဆေးလူရှင်းခံရတယ်လို့ ဝါရှင်တန်မှာစစ်တမ်းဘူးတာဝန်လဲထမ်းဆောင်ဘူးပါတယ်။သူကစစ်တပ်မှာအလဲပိုင်းတိုင်းစစ်ထဏကျောက်တိုင်းမှုအထိတာဝန်ယူခဲ့သလိုမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာဗန္နာရေးဝန်ကြီးနဲ့ဒုတိယဝန်ကြီးချုပ်နိုင်ငံတော်ကောင်စီဝင်အထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ NLD ပါတီတီထောင်ပြည်တဲ့နောက်မှာပါတီရဲ့ဗန္နာရေးမှုတာဝန်ယူခဲ့သူဦးလင်ဟာတမနာဦးထင်ကျော်ရဲ့ကတော့ NLD လွတ်တော်ကိုယ်စားလှယ်ဒေါ်ဆုစုလင်ရဲ့ဖခင်လည်းဖြစ်ပါတယ်။အန်ဂေရို၄ဦးကခေဝင်ကိုထမ်းခေလန်းကိုခြောက်ခဲ့ကြသူတွေလို့ ဟန်တာဝတီဦးဝင်းတင်ရေးတဲ့စာအုပ်နာမည်ကိုကူကားပြီးတောင်ဆန်းစုကြည်က2020ခုနှစ်မှာပြောခဲ့ပါတယ်။ NLD ပါတီထောင်ခဲ့သူတွေမြန်မာဆိုရှယ်လမ်းစဉ်ပါတီအစိုးရရဲ့အုပ်ချုပ်မှုအောက်မှာကြုံတွေ့လာရတဲ့အထွေထွေအကျက်တွေကိုစန့်ကျင်ဆန္ဒပြမှုကြီးတွေဖြစ်ပေါ်နေခြင်း1968ခုနှစ်စက်တင်ဘာ14ရက်မှာဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးတောင်ဆန်းစုကြည်ဗိုလ်ချုပ်ကြီးဟောင်းသူရဦးတင်ဦးတို့ကအောင်စုတင်ဆိုတဲ့နာမည်နဲ့ပူးပေါင်းခဲ့ပါတယ် စက်တင်ဘာ18ရက်မှာစစ်တပ်ကအာဏာသိမ်းပြီးရွေးကောက်ပွဲလုပ်ပေးမယ်ပြောတော့အောင်စုတင်အဖွဲ့ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုမှတ်ပုံတင်ခဲ့ပြီးသူရဦးတင်ဦးဦးအောင်ရွှေဦးကြည်မောင်နဲ့ဦးလွင်တို့၄ဦးက NLD တီထောင်တဲ့စည်ရင်းမှာပါဝင်ပါတယ်။ဦးအောင်ကြီးဦးဆောင်တဲ့တံမူးဟောင်းများအဖွဲ့က၄ဦးဒေါအောင်စန်းစုကြည်ဦးဆောင်တဲ့တက်သည့်ပညာရှင်များအဖွဲ့က၄ဦးသူရဦးတင်ဦးဦးဆောင်တဲ့မျိုးရှိရဲဘော်ဟောင်းများအဖွဲ့က၄ဦးစီနဲ့ပါတီရဲ့ဗဟုအလုံးမှုဆောင်အဖွဲ့ကို ၁၂ဦးနဲ့စတင်ဖွဲ့စည်းခဲ့ပါတယ်။ဦးကြည်မောင်ကတံမူးဟောင်းများအဖွဲ့ကဖြစ်ပြီးဒေါ်တော်ဦးတင်ဦးဦးအောင်ရွှေနဲ့ဦးလင်တို့ကမျိုးရှိရဲဘော်ဟောင်းများအဖွဲ့ကဖြစ်ပါတယ်။ဒေါအောင်စဆူကြည်ပြီးမှကွန်မြူနတီဝန်ရံနေတယ်ဆိုတဲ့ဦးအောင်ကြီးရဲ့ဆွတ်ဆွဲချက်ကြောင့်ချုံနိုင်သူပါတီကထွက်ရမယ်ဆိုတဲ့ကြိုတင်သဘောတူညီချက်နဲ့မဲခွဲကြပါတယ်။ပါတီဥက္ကဋ္ဌဦးအောင်ကြီးချုံနိုင်လို့နှုတ်ထွက်ရပြီးဦးအောင်ကြီးအဖွဲ့တဲကဦးကြည်မောင်ကစန့်ကျင်ပဲပေးခဲ့တာပါ။ဦးကြည်မောင်ဟာတူတော်ဦးတင်ဦးနဲ့ဒေါအောင်စန်းစုကြည်အဖမ်းခံထားရတဲ့အချိန်မှာ 1990အထွေထွေရွေးကောက်ပွဲကို NLD အနိုင်ရအောင်ဦးဆောင်ခဲ့သူအဖြစ်အတိအမှတ်ပြုခံရပါတယ်။အစိုးရကသူ့ကိုထောင်အကြိမ်ကြိမ်ချခဲ့ပါတယ်။ဦးအောင်ရွှေကတော့စစ်အစိုးရအုပ်ချုပ်တဲ့နဝတခေ1990အလွန်နှစ်တွေမှာဒေါအောင်ဆန်းစုကြည်နေအကြေကျုပ်ကြာခံနေခြင်းပါတီမပြတ်အောင်ထိန်းသိမ်းနိုင်ခဲ့သူအဖြစ်နာမည်ကြီးပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုထုတ်ပြစ်မလားပါတီအဖျက်ခံမလားဆိုတဲ့စစ်အစိုးရရဲ့ဖိအားပေးမှုမှာပါတီတည်မြဲရေးအတွက်ဒေါအောင်ဆန်းစုကြည်ကိုပါတီကထုတ်ပြစ်လို့အပြင်းထန်ဝေဖန်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ 1995ဇူလိုင်10ရက်မှာနေအင်အခြေချုပ်ကဒေါအောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်လာချိန်မှာဦးအောင်ရွှေကပါတီကိုပြန်အပ်ပြီးဒေါအောင်ဆန်းစုကြည်ကလည်းအတူလက်တွဲဖို့ဦးအောင်ရွှေကိုပြန်ဖိတ်ခေါ်ခဲ့လို့ NLD တမိုင်းမှာအထင်ကရဖိရက်တစ်ခုအဖြစ်မှတ်တမ်းဝင်ပါတယ်။ဦးလင်ကဆိုရှယ်လစ်အစိုးရလက်ထက်ဗဏ္ဍာရေးဝန်ကြီးနဲ့ဒုတိယဝန်ကြီးချုပ်နေရာကနေနှုတ်ထွက်ခဲ့သူဖြစ်ပြီးသူတော်ဦးတင်ဦးကိုတက်ကထုတ်တာကိုမကျေနပ်လို့နှုတ်ထွက်တာလို့ဒေါအောင်ဆန်းစုကြည်ကပြောပါတယ်။သူကဒေါအောင်ဆန်းစုကြည်အပါအဝင်ပါတီခေါင်းဆောင်တွေထောင်ကျနေတော့ ဦးအောင်ရွှေနဲ့အတူပါတီမပြတ်အောင်ထိမ့်သိမ်းခဲ့သူအဖြစ်နာမည်ကြီးပါတယ်။တူတော်ဦးတင်ဦးကတော့အသက်60ကျော်ထိမြန်မာပြည်နိုင်ငံရေးမှာပါဝင်သွားသူဖြစ်ပြီးဒေါအောင်ဆန်းစုကြည်ဦးဝင်းတင်တို့နဲ့အတူ NLD ပါတီရဲ့ရတနာ၃ပါးစာရင်းဝင် ဖြစ်တယ်လို့သူနဲ့နိုင်ငံရေးအတူလှုပ်ခဲ့တဲ့ဦးဝင်းထိန်ကသူ့ရဲ့ဘဝမှတ်တမ်းတန်တရာတစ်ခုစာအုပ်မှာရေးသားခဲ့ပါတယ်။